မူဒွာမင်းဘာဖြစ်တာလဲဟေးမူဒွာမောင်ရဲ့မူဒွာခေါ်တဲ့နားရဲကိုတိုးဝင်လာခဲ့ပါတယ်အခုမှအာယုံကိုစူးစီးလို့ရလို့ကျွန်တော်မောင်ရင်ဘက်ထဲကိုရောက်နေခဲ့ရတာမောင်ခေါ်တဲ့ဆုံးတော့မောင်ကချက်ချင်းတီသွားပြီးငါနဲ့ဖေခွာသွားခဲ့ပါတယ်ထရရသွားတယ်ဆိုရင်ပုံမှန်ပါပဲ။ အခုရောက်နေတဲ့နေရာရေချိုးခန်းကျမ်းမြင့်ပေါ်မှာပါထိုင်ရာနေဖြည်းဖြည်းလေးပဲကျွန်တော်ထားရမိလိုက်ပါတယ်မင်းကရေချိုးခန်းနဲ့ဘာလို့လာအိတ်နေတာလဲမောင်ရဲ့အမေကြောင့်ကြီးရမလားငိုရမလားမသိပေမဲ့အလင်းပေါက်တနေရာကနေထွက်လာတဲ့နေအောင်လေးကြောင့်မိုးလင်းခဲ့တယ်ထင်ပါတယ်ညာအပေါ်ပါသွားရင်ရောင်ပြီးတော့အိမ်မိတာနေမှာပါကျွန်တော်လိန်လိုက်ပါတယ် မောင်ကြောင်စီးတောက်ပြီးကြိမိခဲ့တာကိုမောင်မသိစေလိုပါဘူးပြီးရောဒါဆိုလဲဖဲငါမျက်နှာသိမလို့မောင်ပြောလိုက်တော့ခေါင်းလေးညိမ့်ပြီးတကားစီကိုဥတီလာခဲ့ပါတယ်မောင်မလို့ရင်သွားမှာပေါ့မောင်ရဲ့ရှော့ဒါဝိပြီးရင်ငါနဲ့ပွဲတစ်ပွဲကိုလိုက်ခဲ့ရမယ်မောင်ချလာပြီးတဲ့အဖြူရောင်ရှက်လက်ရှိနေခြင်းမကြလဲတာမကြစတိုင်ပေါင်းမိကိုကျွန်တော်ကြည့်လိုက်ပါတယ် မောင်ငါဘယ်လိုလိုက်ရမှာလဲငါအတီတယောက်ရဲ့ညစာစားပွဲလူချမ်းသာတွေဆိုတဲ့အတိုင်းညစာစားပွဲပါတီတွေဆိုတာမောင်အတွက်မစိမ့်မိမဲ့ငါအတွက်ခက်ခဲတယ်မောင်အော်ချမ်းသာတဲ့လူတွေလူချမ်းသာအချင်းချင်းကြဟိုတယ်ကစားစရာမျိုးစုံကိုတရာကြတယ်လမ်းဘေးနေတာမန်အတန်းစားနဲ့ချိုးတဲ့သူတွေအတွက်ကြ ဒီလိုမျိုးများရဲရောမဲ့သူမရှိပါလားငါမလိုက်ချင်ပါဘူးမောင်ရဲ့မောင်တို့တွေရဲ့အထက်တန်းအထာတွေငါမှနားမလဲတာမင်းမှငင်းဝင်မရှိဘူးဘာလဲမင်းကအိမ်မှာနေခဲ့ကျင်တာလားငါဖေနဲ့မောင်ရဲ့စကားတခွန်းမှာအရာအလုံးရက်တန်းခဲ့ရပါတယ်မောင်ရဲ့ငါတစ္ဆာတရားကိုမယုံခဲ့ပါလားလိုက်ဆိုလိုက်ပါမယ်မောင်ရဲ့ တူဖွားဖွားပဲပြောလိုက်မိပါတယ်။မောင်ချင်းနဲ့ငါချင်းနဲ့ပါတယ်မောင်။ရှင်ဘက်တစ်ခုလုံးအပေါက်တွေဖြစ်နေလေပေါ့။ဟိုတယ်တစ်ခုရဲ့အတွင်းပိုင်းတနေရာမှာအဖိုးတန်ဦးဝစားတွေဝင်နိုင်သမျှလက်ဝတ်လက်စားတွေကိုပြိုင်ဖို့လာကြလာမသိတဲ့လူတချို့ရှိနေပါတယ်။ငွေရှိတဲ့သူကငွေကိုကြွားမယ်။ ရွှေရှိတဲ့သူကရွှေကိုကြွားမယ်မဆမ်းပါဘူးလေထိုင်ကြောင်တော့လုံမနေနဲ့ဟုတ်မောင်မောင်ပြောလိုက်တဲ့နေရာမှာပဲကျွန်တော်ထိုင်လိုက်ပါတယ်မကြခင်မှာတော့မောင်ကကိတ်နေငယ်နဲ့တောက်ဆရာအချို့ကိုယူလာပြီးဟန်ပြဖြစ်ပြတော့စာဒါမှမရင်းမှာဟုတ်ဆိုပြီးတခွန်းနဲ့သာဆိုမိလိုက်ပါတယ် မောင်နဲ့ထိုင်နေရာကနေတနေရာကိုကြည့်မိလိုက်ပါတယ်အင်္ဂလိပ်စာတန်းတွေကိုမဖတ်တတ်ပေမဲ့တလုံးကိုတော့ဖတ်တတ်ခဲ့ပါတယ် L O T S U X လူတက်တခါတော့ပေါ့၁၄နှစ်ပဲရှိသေးတယ်ကျွန်တော်ပြည်တစားအလုပ်ကိုလုပ်ရင်းဝေရှာခဲ့ပါတယ်ကျွန်တော်ရဲ့အဲ့ဒီလောကနာမည်ကတော့လူတက်တဲ့ ုလေးဘာလို့တားနာမယ်ကိုလိုတက်ဆူလားဘာဆူလားဟိုရလေဟန်ဆန်ရှင်ကကြီးရင်ဖြေလိုက်ပါတယ်အေးဟူတော်မှဆိုတော့ကြာပူလို့လေရာဇာဘယ်လောက်ကနေမီတော့တက်ကြာလို့ခေါ်တာအော် L O T U အကကြာပေါ့နော်ရိုးရှင်းသွားပြီ ကျွန်တော်ပြောခဲ့ဘူးပါတယ်။စာရီကိုစိတ်ဝင်စားခဲ့တဲ့မြန်မာစာတောင်အနိုင်နိုင်ဖတ်နေရတဲ့ကျွန်တော်အင်္ဂလိပ်စာနဲ့ပတ်သက်ရင်တော့အခရာတော့တောင်မနှဲမယူခဲ့ရပါတယ်။ဘာလို့ဆိုကျွန်တော်ကထုံတယ်လေ။အဲ့ဒါဆိုပုံမှန်မလားပဲ။အဲ့ဒါကြောင့်လေသူများတွေရဲ့ပုံစံကွက်ထဲမှာနေထိုင်ခဲ့ရတာလေ။ကိုကိုရောင်းနေရကြပြီလား။ကျွန်တော်နဲ့မောင်နဲ့ထိုင်နေတဲ့ဝိုင်းလေးကိုလာပြီးတော့ မေးလာတဲ့ကောင်မလေးထံကျွန်တော်ဝမ်းနည်းစွာကြီးမိလိုက်ပါတယ်။အာအခုလဲပါတာဟုတ်။မောင်ကိုကိုကိုလို့ဆိုခဲ့တဲ့ရွေးဖူးတက်ကကျွန်တော်ကိုတော့အကိုတဲ့။ရွှေရောကိုကိုတော့မလာဘူးတော့ထင်နေရ။ဒယ်ဒီကကိုကိုကိုဖိတ်ဆိုလို့သာဖိတ်ရ။ကိုကိုကအလုတ်ကခက်များများရဲ့။ထိုကောင်မလေးကိုအပြစ်မဆိုခြင်းပေမဲ့အမှန်ပါပဲ။မောင်နဲ့ချစ်သူတက်တန်းလုံးကလေးကလိုက်ကပ်ပါနေတယ်အဲ့ဒီကလေးမှာ စငါနှစ်တတမှုခွင့်လုပ်ပေးခဲ့တင်ရလားလားတာပေါ်ရွယ်ရွယ်တို့ကိုရို့ဆိုတာဒစိမ့်နေမှာမဟုတ်တာ မောင်ရဲ့အဖြေကြောင့်တောက်လက်ဆရီတော့တီးသွားခဲ့ရပါတယ်အဲ့ဒီမိန်ကလေးကတော့မောင်နားထိုင်ပြီးစကားတွေပြောနေပါတယ်ရွယ်ဖူးတဲ့မင်းကိုအားကြမိရဲ့တိလားအဖေရဲ့အမှုကိုနိုင်အောင်လုပ်ပေးလို့ကျေးဇူးပါရှင့်နေကိုကိုဆိုပြီးမောင်စီရောက်လာကြတဲ့အခါ မင်းမြေဝန်တွေကိုဖတ်တက်ခဲ့ပါတယ်လွန်ခဲ့တဲ့ခုနှစ်လမင်းပြောခဲ့တယ်လို့မင်းအဖေကိုအမှုနိုင်စေတဲ့ရှင်တွေကိုကျေးဇူးတင်တာလားဘာလားတော့ငါမသိချင်တော့ဘူးအဖြူရောင်ကောင်းဝင်ရှိလေးနဲ့ကလေးမမောက်လက်မောင်းကိုတွဲပြီးထားစီလိုက်ပါတယ်မောင်ကတော့မြေဝန်တစ်မျိုးနဲ့ငါ့ကိုကြည့်နေခဲ့ပါတယ်မနာလေတာမို့လိုက်သွားပါမောင် မကြခင်တော့အရက်ရှိရှိတီကြီးခံရတဲ့အမျိုးသားတယောက်က အဖြူရောင်ကြော်ရှင်းတဲ့အမျိုးသမီးတယောက်နဲ့ထဲဝါစွာတောက်ပနေပါတယ်။မောင်ငါလေးရှင်ဘထဲကအောင့်နေသလိုပဲငါတီတော့မှလား။မောင်စင်

င်ပြေရလာဆိုတဲ့တခြင်းလေးဟာစင်ဘောအဆိုရှင်ထံအနေပြန်လွင့်လာခဲ့ပါတယ်။ငါလိုမတုံးအတွက်များစောင်းဆုံနေရလား။ခနာကြမှာတော့ ပျောက်သွားတဲ့မောင်ကိုရှာမတွေ့ပါဘူး။မောင်ငါ့ကိုထားခဲ့ပြီးပြန်သွားခဲ့တာလား။မောင်ငါ့ကိုမထားခဲ့ပါနဲ့နော်။ငါဘယ်ပြန်ရမလဲမသိလို့ကျွန်တော်ချက်ချင်းပဲပွဲတွေကထွက်လာခဲ့လိုက်ပါတယ်။ဟိုတယ်ခန်းမတွေကထွက်တော့အခန်းသေးလေးတွေရှိနေပါတယ်။မောင်ရှီအိမ်ဝင်နေရများလား။ကျွန်တော်လိုက်ရှာမိပါတယ်။ ခန်းထဲကအင်္ဂလိပ်စာတန်းတွေနဲ့ပြည်နေတာမို့ဟာနေတဲ့အခန်းငယ်လေးကိုဝင်လိုက်မိပါတယ်။မောင်မောင်လားဟမ်အဲ့လိုပြောရင်းနဲ့အထဲကိုဝင်သွားတဲ့အခါတွေ့လိုက်ရတာယောက်ျားသားတစ်ယောက်ပါ။အိုးအခန်းမသွားလို့တောင်းပန်ပါရဲ့နော်။ပြန်ထွက်မယ်အလုံးကျွန်တော်ရဲ့ခန္ဓာကိုယ်ကရုံးရွေမလို့အောင်ပဲလှမ်းဆွဲခံနေလိုက်ရပါတယ်။ မင်းမင်းလိုတက်ရှိလိမ့်မလားဝဲမာရတတိထားမိတာဟမ်မောင်နဲ့ချစ်သူစားဖြစ်ကြတဲ့ကမလုံတော့တဲ့ပြည်တစားအလုပ်ကအခုတော့လူမိသွားခဲ့ပါတယ်တကယ်ပါငါအတိတ်ဆိုးနေနေလူလူမားတာနေမှာပါမားပါဘူးမင်းမမင်းစစ်ပဲတကယ်ပါလူမားတာပါကျွန်တော်လွတ်ပါမမတိအောင်ဆန်းသက်တာဘောလူတက်ရှိမင်းရဲ့ကိုလေးကတော့မမေ့တော့ပါဘူးကွာ ရမက်အပြည့်နဲ့အဲ့ဒီလူကကျွန်တော်ကိုဆွဲလာရန်လာလောက်တာမျိုးယုံနေုံပဲတက်နိုင်ပါတယ်လှုပ်ပေးပါဆိုပြီးအတင်းယုံနေပေမဲ့ကျွန်တော်ရဲ့အဝတ်အစားတွေဖျို့ဖျင်းဖြစ်လာခဲ့ရပါတယ်တကားတစ်ချက်ဖွင့်တယ်ပြီးတော့အဲ့ဒီတောက်ခေါက်တန်ကျွန်တော်တို့မျှော်လင့်ချက်ဖြစ်လာပါတယ်။မောင်မင်းပါဇက်ကိုပိတ်ထား။ မောင်ဟာမာကြောစွာဆိုပြီးကျွန်ုပ်ရဲ့ကိုဖတ်ထားတဲ့အဲ့ဒီရမတ်ကောင်ထိုးကျိန်နေပါတယ်ဖြည့်ရှင်းကျိန်မမြင်ရပဲမောင်ရဲ့လက်တီးချက်ချတဲ့အလူအလဲနဲ့ပါပြီးတော့သူလည်းငြိမ်ကြသွားပါတယ်ငါ့ကိုအဲ့လိုမကြည့်ပါနဲ့မောင်ရဲ့မောင်ထင်တယ်လို့မဟုတ်ပါဘူး तू ဟာငါ့ကိုအတင်းကြံတာပါမောင်ရဲ့စူရဲ့အကြည့်တွေကြောင့် ငိုရင်းပြောမိပါတယ်တွန့်ကြည့်နေတဲ့အပေါ်ဝတ်ကိုပြန်ပြင်းရင်းနဲ့မောက်လက်တွေကိုဆွဲပြီးတော့ဖယ်ချခံခဲ့လိုက်ရပါတယ်ငါခနော်လေးကိစ္စရှိလို့ပွဲအပြင်မှာဖုန်းလေးသွားဆက်တာနဲ့အခုလို့မဟုတ်ပါဘူးမောင်ရဲ့မောင်ထားခဲ့ပြီထင်လို့ငါမောင်ကိုလိုက်ရှာတာပါငါငါဖုန်းဆက်ဖို့တကယ်မေးခဲ့တာပါတကယ်ပါ ကျွန်တော်ကမောင်စောကတ်နေတာနဲ့လိုက်ရှာဖို့တွေးခဲ့တာပါငါမှားလားမောင်မင်းအဲ့လောက်တောင်ရှက်နေရလားပြောလေငိုပြမနေနဲ့ဟာကွာမောင်ရေငါတကယ်မသိတာပါငါမောင်ကိုပွဲထဲမတွေ့မီလို့လိုက်ရှာရင်လေဒီကိုအဆုံးသက်မှာတိမ်ဝင်သွားမိတဲ့အတန်ကမောင်မောင်ကိုအထင်သေးခြင်းဟူ၍သား မီးကိုတင်းနေတဲ့အထိနီးရဲနေတဲ့မောင်မျက်နှာဒေါသထွက်နေမှန်းသိတာပါတယ်မသိဘူးညင်းမနေနဲ့ဒီမှာလာကြည့်လာမောင်ကလက်ကိုကြမ်းကြမ်းတန်းတန်းနဲ့တရွတ်မတိုက်အောင်တမဲဆွဲလာပြီးအခန်းဝမှာကတ်ထားတဲ့အင်္ဂလိပ်စာတန်းလေးကိုကျွန်တော်ပြပါတယ်ဒီမှာဖက်လေအပန်းဖြေခန်းလို့ရေးထားတယ်ဒီမိကဲနေတာလား မောင်ရဲ့ဟောက်တန်တစ်ချက်မှာနာကျင်နေတဲ့ခံစားချက်တချို့စုပြုံလာပြီးတိမ်ငယ်မိသွားပါရဲ့ကြလာတဲ့အမဲရည်တွေကိုလွတ်နေတဲ့လက်တဖက်နဲ့ဖိတုပ်လိုက်ရင်ခေါင်းလိုက်ဆိုင်နဲ့စို့လိုက်မိပါရဲ့ငါငါမဆမတက်တာမောင်ရဲ့မောင်ဟာပဲနစ်နာတယ်လို့မောင်ဟာပဲနာကျင်နေရတယ်လို့ မောင်ဟာပဲပေးဆက်သူကြီးလို့လုပ်နေတာတယ်ခဏလောက်ရက်ပေးပါလားမောင်ရဲ့ငါလဲပင်မနေလို့ပါငိုရပါများလို့ငါမျက်ခန်းဆက်တွေတောင်ငါ့ကိုတနာနေရှာပြီငါလေချောင်းနေရလဲရှိုက်တန်တွေကိုနှမျိုးနေကြပြီတိရမောင်ငါမငိုချင်တော့ဘူးမောင်ငါတအားပင်မနေလို့ရှင်ဘက်တိအောင့်နေလို့စကားတွေဖြစ်နေလို့ အသက်ရှူဘဝစိုတန်နေလို့ငါမျက်လုံးကြီးရှောင်းနေလို့တခါတော့တော့တခါတော့တော့ငါလေးအချစ်ခံနေတယ်မောင်အိမ်မက်ထဲမှာဖြစ်ဖြစ်ပေါ့တကယ်ပါအိမ်မက်ထဲမှာဖြစ်ဖြစ်ပေါ့